အားလုံးပဲမင်္ဂလာပါလို့ဥစွာကမ္ဘာနဲ့ပေါင်းဆက်တာလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ဒီမမပြင်းကျော် channel ကနေပြန်လဲပြုဆိုလိုက်ပါတယ်ခုတစ်ခါတင်ဆက်ပေးမှာကတော့မောပညာရှင်ဆရာလင်းညိုတရားရဲ့နှစ်ပတ်အတွင်းချမ်းသာမဲ့ဟောရင်းပြီးဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးရှင်းစားစင်အပ်ပေးတော့ပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းတရားပဲဖြစ်ပါတယ်ဂျွန်လာတလာစာတတိမေတာတမီများတတလာစာဟောစတဲ့ကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီလကတော့ဒီတတိမေတာများအနေနဲ့ပေါ့နော်ငွေကန်ကတော့ကောင်းတဲ့လလို့ပြောလို့ရပါတယ်ပတ်စံဝင်တာညာပြီးတော့ဒီမိမိအတွက်အလောက်ကြိုက်အခွင့်အရေးတွေလည်းအလုံးမင်းကောင်းမှုနဲ့ လာလို့လည်းပြောလို့ရတယ်ပေါ့နော် ောက်ပြီးရခါကျတော့စက်တူလုပ်ငန်းတွေကလီလာမှာအကျိုးပေးပြီးတော့မိမိရဲ့စက်တူလုပ်ငန်းတွေအတွက်ပူညီပေးမဲ့သူတွေမဆာပေးမဲ့သူတွေအများကြီးပေါ်လာတတ်ပါတယ်လုပ်ငန်းပိစာရဲ့အနေနဲ့ပတ်သက်ပြီးတော့အရင်ရှိပြီးသားလုပ်ငန်းတွေကဒီလာမှာပို့ပို့ပြီးတော့အဆင်ပြေလာပြီးတော့ရလဒ်ကောင်းတွေရရှိလာဖို့တွေတွေ့ရပါတယ်ဒါပေမဲ့လုပ်ငန်းအသစ်တွေကိုဒီလာမှာလုပ်မယ်လို့စဉ်းစားရတဲ့ဆိုရင်တော့အလုံးဝလုံးဝမလုပ်တင်ပါဘူးလုပ်ငန်းအသစ်လုပ်မယ်ဆိုဒီကာလမှာဒီဟိုပြောရမယ်ဆိုရင်တော့အရှုံးများတာမျိုးအခက်အခဲတွေကြုံရတာမျိုးပြဿနာတွေကြုံရတာမျိုးဖြစ်တတ်တယ်အဲ့တော့ logo ရှိပြီးသားလုပ်ငန်းတွေကတော့ဒီလာမှာပို့ပို့ပြီးတော့အားကောင်းလာပြီးတော့ပို့ပို့ပြီးအဆင်ပြေလာတာကိုတွေ့ရတယ်ပေါ့နော်မိမိရဲ့မိသားစုတွေထဲကနေပြီးတော့မိသားစုညီကိုမောင်နှမမိမိရဲ့အိမ်တွင်းရေးနဲ့ပတ်သက်ပြီးတော့အိမ်တွင်းရေးအတွင်းမှာ ိုင်းပေါ်အိမ်တွင်းရေပြက်နာတွေတက်တာမျိုးအိမ်တွင်းရေအခက်ခဲတွေရှိတာမျိုးအိမ်တွင်းရေအနောက်ရှက်တွေရှိတာမျိုးအိမ်တွင်းရေပြက်နာတွေရှိတာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်နောက်ပြည့်တဲ့ခါကျတော့ဒီကာလမှာပေါ့နော်ငွေကြေးငွေရေးကြေးတွေကိုကြီးငားတာမျိုးငွေကြေးတွေကိုညားရှိရနေပြီးတော့ကိုယ့်ရှာလာချီးရခါကိုလောကလောကကိုကလည်းဘာမှမချီးနဲ့ဒီကိုရှိတာချီးရလဲလောကလောကလက်ခံပါနဲ့ ကြီးပြောချင်တယ်ဗောနော်ပြီးတော့ဒီလာထဲမှာလည်းအင်ဂါနန်စက်တို့စက်ပစ္စည်းအစ်စ်တွေနောက်စိန်တဲ့ပစ္စည်းတွေဆက်ဖြစ်အင်ဂါနန်ပစ္စည်းတွေလည်းအများအများဝင်တတ်တယ်အင်ဂါနန်ပစ္စည်းတွေဝင်ပြီးဆိုတော့မိမိဘဝမိမိဒီအလုံးမင်းကံကောင်းတယ်အများကြီးကံကောင်းတယ်လို့ယူဆလို့ရတယ်ပုံပြီးကံကောင်းလာမှဆိုတဲ့နေထားတစ်ခုလေးတွေ့ရတယ်ဗော အဓိကလာမှာကျတော့ပါလဲဆိုတော့အဓိကအဓိကတော့စိုးရင်ကြရှိတာကျတော့ပါလဲဆိုတော့မိမိရဲ့အထက်လူကြီးတွေလူကြီးတူမတွေပေါ့နော်အဲ့လူကြီးတူမတွေရဲ့ဒီအထင်လွဲခြင်းခံရတဲ့ကြောင့်ကြောင့်မလို့ဒီကလာမှာပေါ့စကားအပြောဆိုတာစပြီးတော့အားလုံးတတိထားပြောဆိုဖို့လိုပါလိမ့်မယ်နောက်မိမိထက်ငယ်တဲ့မိသားစုဝင်တွေမိမိထက်ငယ်တဲ့သူတွေပေါ့နော်ကျန်းမာရေးနဲ့ညံ့တက်ပြီးတော့စီးအောင်စေကနေတက်ရတာမျိုးနောက်ဆုံးအချိန်နေဆိုးဆိုးဝါးဖြစ်တဲ့လို့ဆိုပြီးတော့စီးအောင်တက်ရတဲ့အချိန်မျိုးတွေလည်းဖြစ်ပေါ်တတ်တာကိုလည်းတွေ့ရပါတယ် ပြီးဒီကာလမှာပါနော်ဘယ်သူဘယ်ဝါနဲ့မှာဘာပြက်နာကြီးကြီးမားမားမတက်ချင်ဘူးဆိုရင်ဘာစကားမှမပြောဘဲနဲ့အေးအေးဆေးဆေးပဲဒီနှုတ်ပိတ်ပြီးတော့အေးအေးဆေးဆေးနေလိုက်ချင်းဟာအချို့ပြောကြောအချို့တော့ပြက်နာတွေကိုအေးအေးဆေးဆေးကြော်ဖြတ်နိုင်မယ့်အနေအထားလို့ပြောလို့ရပါတယ်ဒီကာလမှာပါအတိုက်ခံအမြောင်များရှိပေမဲ့လုံးစရာရှိတာကိုတော့ကိုယ့်အကူပြောင်းလဲတဲ့လုပ်ဖို့လိုအပ်တယ် မူလရှိရင်เนาะလောလောဟိုလိုပဲပါလိမ့်မယ်เนาะဒီအားဆိုရင်မမီရဲ့ကိစ္စရဲ့ဒီတော့သူ A စစ်စစ်ပဲပြီးဆုံးသွားလိမ့်မယ်ထို့လို့ရှိရပါတော့လုံးဝလုံးဝအရှိမပြောခဲ့သလိုမျိုးပဲလုံးဝအသက်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 လုံးဝမလုပ်ပါနဲ့အဟောင်းအဟောင်းတွေကိုပဲရှိနေတဲ့အဟောင်းတွေကိုပဲလုံးနေတဲ့အဟောင်းတွေကိုပဲလုံးနေတဲ့အရာတွေကိုပဲပို့ပြီးအားကောင်းပို့ပြီးအစီအရာလို့သွားဖို့ပဲကျွန်တော်နေနေအကြံပြုလို့နေပါတော့နောက်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေเนาะ ဲ့ຢာတွေပေါ်မူတည်ပြီးတော့မှလိုင်လောညီတယ်မှုရှိသွားနေတတ်ဖို့လိုအပ်ပါပဲဘာမှလုံးဆရာမရှိဘူးဆိုရင်ဘာမှစောင်းရဆရာမရှိဘူးဆိုရင်ဆိုရင်တော့ထိုင်နေပါအဲ့လုံးဆရာရှိသားနဲ့ပြေးနေမယ်လုံးဆရာရှိသားနဲ့ထိုင်နေမယ်ဆိုရင်တော့ရာတင့်ရတဲ့ဓာတ်တွေကိုမရပဲနဲ့အဲ့လိုကျန်တဲ့နောက်လလလတွေမှာပေါ့နော်ပင်မတ်တက်တယ်ဆင်းရဲတက်တယ်အဆင်မပြေမှုတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်နောက်ကြတော့ဗာလဲဆိုအမှုကိစ္စတွေကြုံတွေ့ရတတ်ပါတယ်ဒီလမှာတက်နိုင်လားပေါ့နော်အမှုကိစ္စတွေကြုံတွေ့ရခြင်းမရှိသေးရတယ်တက်နိုင်လားရှောင်ကျင်ပါ လိုက်တော့ဗောနော်ဒီဟို view site ပါတော့ကျွန်တော်နေမှာတင်တယ်နောက်ပြီးရခါကျတော့အခြေရေးတွေကတော့ဒီကာလမှာလုံးဝလုံးဝပင်ပန်းတက်တဲ့လလို့ပြောလို့ရပါတယ်အခြေရေးတွေပင်ပန်းမယ်စင်မြေမှုတွေရှိမယ်ဟိုဒီကောင်းဆိုတော့အခြေရေးကြောင်းမလို့ကိုယ်မှာစိတ်တော့ကရောက်ပြီးတော့ဒီတော့ကပြပါရတာတွေအမြောင်များဖြစ်ပေါ်တတ်တယ်အခြေရေးကြောင်းမလို့ကိုယ်မှာစိတ်ဆင်းရခြင်းပင်ပန်းရခြင်းစိတ်နှောင့်ယှက်ဖြစ်ရခြင်းအဲစသဖြင့်ပေါ့နော်အခြေရေးကြောင်းမလို့ပင်ပန်းရခြင်းဖြစ်တတ်ပါတယ် တော့နောက်ပြဒီကာလမှာပါเนาะဒီတက်မာရဲ့ခြေလေးနဲ့ပြောရမယ်ဆိုရင်เนาะဒီအသေးစားမတော်မဆမှုလေးတွေဖြစ်တာမျိုးအဲ့ဒီအသေးစားမတော်မဆမှုလေးတွေကြောင့်မလို့မိရဲ့ခြေလက်ခန္ဓာကိုယ်တွေအယိုးစစ်တွေထိခိုက်တာမျိုးအယိုးစစ်တွေနစ်နာတာမျိုးအယိုးစစ်တွေနာကျင်တာမျိုးပေါ့เนาะအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာအဲ့နောက်ပြရဲ့ခါကျတော့ကျွန်တော်တို့ဒီ စီးနဲ့ပတ်သက်တဲ့ယောဂါတွေကျွန်တော်တို့ဒီအမျိုးသမီးတွေဆိုရင်တော့အမျိုးသမီးယောဂါတွေဒီကာလမှာကြီးဟိုဖြစ်ပေါ်တတ်တယ်ပေါ့နော်။ယောက်ျားလေးတွေဆိုရင်တော့ကျွန်တော်တို့စီးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီဒီဖြစ်တဲ့တာကိုတွေ့ရပါတယ်။အဲ့တော့ဒီကာလမှာပေါ့မိမိရဲ့လုပ်ငန်းဆောင်တာတွေအားလုံးအစီအစဉ်ချောင်းမွေးဖို့ရန်အတွက်အကောင်းဆုံးရည်ရည်အကိုပြောရမယ်ဆိုရင်တော့မိမိဒီလမ်းတွေပေါ့နော်လမ်းတွေလမ်းတွေပြင်ပေးတာမျိုးလမ်းတွေလမ်းမှာရှိနေတဲ့လမ်းမှာရှိနေတဲ့ပေါက်တွေကိုကျွန်တော်တို့ဒီပေါက်တွေကိုဖားပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါ။မိမိရဲ့ဒီဖုံးကြီးနော်ဟိုဖုံးကြီးတွေတိကျရှင်တွေကိုဖက် လှူလာမျိုးဖနက်နော်ဖနက်လှူလာမျိုးဖနက်ဟိုတပားကိုတည့်ရန်စီပေါ့နော်မိမိတက်နိုင်ကြလောက်ပေါ့နော်ဖနက်လှူပေးရအောင်လုပ်ပေးပါအဲ့ဒါဆိုမိမိရအခက်ခဲမိမိရအနှောက်အယှက်တွေပြေလည်သွားပါလိမ့်မယ်အားလုံးအစီအမေချုံးပေးကြပါစေဂျွန်လာမှာလည်းမိမိတို့ရစောင်ရွက်တော့ကိစ္စမများအားလုံးအစီအမေချုံးပေးပါစေကျွန်တော်လည်းဆုတောင်းပေးနေတယ်တနည်းလေးသားသမီးများအတွက် personal ကိုဒီမှာနေပြီးတပိုင်ခင်ဗျာအားလုံးပဲအစီအမေကြပါစေအားလုံးပဲမြင်လာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလားစာတလေးနာသမီးများတဲ့တလားစာဟောဒရန်နဲ့ ရရလေးတွေကိုကျွန်တော်တောက်ပြပေးသွားမှာဖြစ်ပါတယ်။တလင်းနာသာသမီများအနေနဲ့ဒီလမှာပါเนาะမိတိအခက်ခဲမိတိပြက်နာပဲကြုံရကြုံရမိတုအချီပုံမှာအခုညီတောင်းတာမျိုးအာကိုရှာတာမျိုးလုံးဝလုံးဝမဖြစ်ပါနဲ့။အဲ့တော့မိမိအာကိုရှာလိုက်တဲ့အရာတိုင်းကမိမိကိုဒုက္ခပေးရသူတွေဖြစ်လာပြီးတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတဲ့အဖြစ်ပြက်မျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်။အကြောင်းဒီလမှာမိလို့ဆရာရှိရလုံမယ်ဆိုတော့ကိုအာကိုကိုပြီးတော့လို့ဆရာရှိရကိုလို့ကိုအကြံပြုချင်ပါတယ်။အကြံပေးချင်ပါတယ်။ဒီကာလမှာပေါ့တနင်္ဂနွေလောက်ပါเนาะလူတွေကိုယုံပြီးတော့မှာကြောင်မိတို့ခောက်ရတာမျိုးဖြစ်တဲ့မျိုးကိုကြုံတွေ့ရတတ်ပါတယ်။အဲ့တော့မိမိရဲ့ဒီအိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေဒီရန်ဟိုဟိုထပ်ပြေးတာမျိုးထပ်သွားတာမျိုးမိမိရဲ့ဒီမိမိတန်ငယ်တဲ့သူတွေန ဲ့ရံဖြစ်ပြီးတော့တို့နဲ့အစင်မျိုးတို့တို့အားဒီမျိုးအရင်ကနေဆင်းသွားတာမျိုးအဖြစ်ပြမျိုးကြုံတွေ့ရကြရှိပါတယ်ဒီလမှာအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးเนาะအိမ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးလုံးဝလုံးဝမလုပ်တင်ပါဘူးအဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့မိမိကဒီထက်ပိုပြီးတော့ဆိုးရတဲ့အခြေအနေမျိုးကဒီထက်ပိုပြီးဆိုးရတဲ့အခြေအနေမျိုးရှိဖို့ပဲဦးတည်သွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့မိမိကဒီကာလမှာအောင်းငါးကိုအာမခံပေးတာမျိုးတစ်ပါးကိုဒီဒီတောင်းဝင်ခံပေးတော့တောင်းဝင်ယူပြီးတော့လုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်ပြီးဆိုတာနဲ့နောက်မှာတောက်ဆက်တဲ့ပြဿနာလေးပေါ်ထွက်လာဖို့ရှိပါတယ် ဒီလမှာတော့တခုတူးစမ်းနာကြတော့ပါလေဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်စရာရှိရာဝင်နေဝင်စရာရှိရာဝင်နေဒါပေမဲ့အလွန်မင်းဝင်တာမျိုးမဟုတ်ပဲနဲ့မိဝင်တဲ့ဟာတွေမိတော့မဲ့ဟာတွေအများကြီးကွက်တွေမျိုးဖြစ်တတ်တယ်ဒါပေမဲ့ငွေကြေးအရင်ကြီးကြက်တဲွားတာမျိုးအရင်ကြီးဖျားခတ်တာမျိုးတော့လုံးဝလုံးဝမရှိပါဘူး ဒါပေမဲ့အရင်လက်ထက်စာရင်တော့ဒီလကတော့အနည်းဆုံးတော့မွေးကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အသက်ကြီး6နှစ်လို့ကျွန်တော်ကျွန်တော်နေနဲ့ပြောချင်တယ်။တခုဒရိထားကိုပြောချင်တာကျွန်တော်ဒီလမှာပေါ့နော်။တချီတဲ့အပွားကြံပြီးတော့ဒါအကုန်လုံးရင်းချလိုက်ပြီးတော့ငါအများဆုံးနေအများကြီးရမယ်ဆိုတဲ့ကိစ္စမျိုးတွေလောင်းစားတစ်ခုခုပေါ်မှာအလွန်အမင်းပုံအော်လိုက်တာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့လိုမျိုးလုပ်လိုက်ပြီးဆိုတော့မိမိကအနောက်ရက်တွေဖြစ်လာပြီးတော့အဆင်မပြေတာဖြစ်လာပြီးတော့ကောင်းတာတွေဖြစ်လာပြီးတော့ ဟိုမမီတော့ကောင်းမယ်ဆိုပြီးလောက်လိုက်တဲ့အရာအောင်ပျက်စီးချုံရင်းတွက်တပါတယ်။နောက်ပြီးတော့ဆရာသမားလိုပုံပုံမျိုးတွေမမီနဲ့ကြီးပါတယ်ဆိုရင်မမီယုံကြည်ရပါစေသူမျိုးတွေရဲ့ဒုက္ခပေးခြင်းအကောက်ကြံခြင်းမမီကိုမမီရှိရနေမှာအခွင့်အရေးတွေလူယူခြင်းတွေကြုံရရတဲ့တယ်။ဒါပေမဲ့ဒီလာကနေစတဲ့မမီနဲ့မတည့်တဲ့သူတွေနဲ့မမီရဲ့စီးပွားရေးအဆင်ပြေတယ်မမီရဲ့ပြိုင်ဘက်တွေနဲ့ဒီကာလမှာလုံးဝလုံးဝဒီစကားပြောရတာအဆင်ပြေပြီးအကွေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။မမီရဲ့အလောက်ကန်ကနေပြောရအကွေကောင်းနေရတဲ့တယ်။အဲ့တော့ဘာပဲဖြစ်လာဖြစ်လာဘာပဲရှိလာဖြစ်လာ အကောင်းဆိုလည်းနှစ်ကြိမ်အဆိုးဆိုလည်းနှစ်ကြိမ်နှစ်ခါနှစ်ခါနှစ်ခါနှစ်ကြိမ်နှစ်မျိုးပါအဲ့လိုမျိုးတွေကြုံတွေ့ရရှိပါတယ်ပြောချင်တာတော့နှစ်ခါနှစ်ခါဖြစ်စဉ်တွေဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ပြီးတော့အိမ်တော်ရှိရတဲ့လူတွေနဲ့တော့ဒီကာလမှာအိမ်တော်ရဲ့အစီအမံပြရာမျိုးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လုံးဝပင်ပန်းရတော့စိတ်ပင်ပန်းရလို့ဖြစ်လာတတ်ပါတယ်။နောက်ဒီကာလမှာပေါ့နော်ဒီဒီပြောရမယ်ဆိုရင်တော့ဒီအချို့သောကိစ္စရတွေကိုလုံမဲ့လုံမဲ့ကြံနေတိုင်းမပြီးနိုင်မစီးနိုင်အာအနောက်ချက်တွေမျိုးစုံဖြစ်နေရမျိုး ကြုံစားတတ်တယ်အဲကြောင့်မလောက်ကြရှိအောင်ရှိမယ်ဆိုဖြစ်ပြောင်းနေလောက်ကြရှာလုပ်လိုက်ကောင်းတယ်ဖြစ်တယ်ဆိုတဲ့ဒီလောကမှာပုံစံနဲ့ငါလောက်ကြရှာလုပ်ကိုလုံးမယ်လို့ပြောရတာကောင်းပါတယ်ဘာပဲဖြစ်လာဖြစ်လာဒီအမှုကိအမှုကိဖြစ်လာမယ်ဆိုရင်အချို့ရအားလုံးကဝင်ပြဘက်ကရှော့ပေးလို့ရရင်ရှော့ပေးတတ်ခြင်းအားဖြင့်တက်နာအားလုံးကိုကြော်နိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုမိမိကဟိုနိုင်ကျင်လုံးတို့အစဉ်ပြေကျင်လုံးတို့လောက်ကမှာပို့ပို့ပြီးတော့မိမိရဲ့ဒီတက်တဲမှုတွေပို့ပြီးဖြစ်ပေါ်လာတတ်တာကိုတွေ့ရပါတယ်အခြေအနေတွေနဲ့ကဒီကာလမှာပေါ့နော်ဒီရန်ဖြစ်ရတာမျိုးပြိပကဖြစ်ရတာမျိုးအစဉ်ပြေဖြစ်ရတာမျိုးစိတ်ပင်ပန်းရတာမျိုးကိုပင်ပန်းရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ် နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောလို့လာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းခါအောက်ပိုင်းနေခါနဲ့ပတ်သက်တဲ့ယောဂါတွေနောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီမိမိရဲ့ဒီခါနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့နောက်ပြီးတော့သွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့အရိုးအကြောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့အောင်ကျွန်တော်နေတွေ့ရပါတယ်အဲ့ဒီကာလမှာပေါ့နော်ဆက်ကြတော့ဗာလဲဆိုတော့တနက်ကလာပြောမယ်ဆိုရင်တော့မိတိအပြောင်းရှင်တော့မှလည်းအိမ်ပြောင်းတာပေါ့အလုပ်ပြောင်းတာပေါ့ဟိုပြောင်းတာပေါ့ဒီပြောင်းတာပေါ့ဘာပြောင်းတာပဲဖြစ်လုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာတနက်ကလာပေါ့နော်ဒီမလုပ်တာကောင်းတယ်ဒီကာလမှာဒီအယောင်းဝယ်တွေတမားတွေအနေနဲ့ဆိုဒီကာလမှာအကြီးအကျယ်ဟိုနော်ငုံငွေကောင်းတာတွေတွေ့ရပါတယ်နောက်ပြီးရခါကျတော့ဒီလမှာပေါ့နော်ဒီ ကံကောင်းစေတဲ့ကြရားကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိရဲ့ဒီကျွန်တော်တို့နေနံတောင်းပေါ့နော်တနင်္လာတောင်းပေါ့တနင်္လာတောင်းမှာရှိတဲ့လက်ဆောင်ပြားရှိပေါ်မြကြီးကိုဇေဘပန်တက်စစ်ကတ်လို့ပြီးတော့ဆူတောင်းတာမျိုးရေတက်စစ်ပူဆောင်တာမျိုးလုပ်ပေးပါမိမိရဲ့အင်ရဖျားမှာလည်းကျွန်တော်တို့မုံလုံးရေပေါ်ပေါ့တက်စစ်ကတ်လို့ပြီးတော့မာမိမိရဲ့အခက်ခဲမိမိရဲ့နှောက်ရှင်မိမိရဲ့ပင်ပန်းမှုတွေအားလုံးကတ်တာပါသေးတောင်းဆိုပြီးတော့ဒီဆူတောင်းပြီးတော့ဒီဆူတောင်းပါပေါ့နော်အဲဒါဆိုတော့မိမိရဲ့ခက်ခဲတွေပြေလည်ပါပါလိမ့်မယ်အားလုံးပဲဒီလမှာအားလုံးအဆင်ပြေကြပါစေရလက်ကောင်းတွေရရှိကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုတက်နာခြင်းပြည့်စုံကြပါစေကျွန်တော်အနေနဲ့ဆုမနာပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ် ဂျွန်လာတလာစာအင်ဂါလာသမီးများတလာစာဟောဆရာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျွန်လာမှာဒီကာလမျိုးမှာအင်္ဂါလာသမီးများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပေါ့နော်စီးပွားရေးစီးပွားရေးတွေဂျမူရေးတွေကအချိန်ဟုန်ပြင်းစွာဖြင့်တက်လာပြီးတော့လက်ရှိအခြေအနေတွေပို့ပြီးကောင်းတာမျိုးပို့ပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံရရဖို့ရှိပါတယ်ဒီကာလမှာမိရဲ့လုပ်ငန်းတွေကိုအင်တိုက်အားတိုက်စိတ်ပါလက်ပါပို့လုပ်မယ်ဆိုရင် ီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါပဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလုံပြီးတော့လုံစရာရှိရာလေးကိုဖက်ဖြောင်းနေတဲ့လုပ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဒါမိမိနဲ့ပြက်နာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချောင်းမေပြီးတော့မိမိနဲ့အဲ့လိုပေါ့နော်ဒီအဆင်ပြေသွားတာမျိုးလေတွေ့ရတတ်ပါတယ်နောက်ပြီးတဲ့ခါကျတော့မိမိရှိကိုပေါ့နော်အဖိုးတန်ကြောက်ညက်ဒနာတွေဝင်လာတတ်ပါတယ်အဖိုးတန်ကြောက်ညက်ဒနာတွေဝင်လာပြီးတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါသို့တော့ ချွေတယ်ပီစီရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကန်ဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်ဤပင်ပန်းတွေကိုယ်ပင်ပန်းတွေညက်ပေါ်လာတတ်အောင်တွေ့ရတယ်။အဲကြောင့်မလို့ရွှေနဲ့ပတ်သက်တဲ့ဟာမျိုးတွေဝင်လာလည်းမကောင်းဘူးထက်တာလည်းမကောင်းဘူးဒီကလာမှာပေါ့နော်မိမိကအရေးကြီးကိစ္စရက်တွေလောက်ဆရာရှိတာမျိုးလို့မိမိရဲ့ရွှေတယ်ပီစီတခုခုကိုရောင်းချပေါင်းနေပြီးလောက်ရမှာမျိုးရှိမှာဆိုလုံးဝလုံးဝရွှေတယ်ပီစီတွေကိုရောင်းချပြီးလုံးဝလုံးဝမလောက်ပါဘူးကျွန်တော်အနေနဲ့အကြံပြုလို့ရတယ်။ ပြီးတော့ဒီကာလမှာပေါ့မွေးအစုလိုက်အုံလိုက်ဝင်ကင်းရှိပါတယ်မွေးအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါမှမိမိရဲ့ပန်ဝန်းကျင်မှာရှိနေမိမိရဲ့အမိမိတဲ့အသက်ကြီးတဲ့သူတွေကမိမိကိုငားစားလာပဲဖြစ်လို့ဆိုတော့တခုအကြောင်းတစ်မျိုးအကြောင်းလို့မွေးအစုလိုက်အုံလိုက်ဝင်တက်တယ်ဝင်ဝင်လာတက်တော့တွေ့ရပါတယ်နောက်ပြီးတဲ့ခါကျမိမိဒီအထက်လူကြီးတွေမိမိရဲ့မိသားစုထဲမှာရှိနေတဲ့အကြီးကြီးကဲတဲ့အသက်ကြီးတဲ့သူတွေကြောင့်မျိုးစိတ်တင်ပန်းရတာမျိုးစိတ်ထိခိုက်ရတာကြောင့်တက်တယ်နောက်ပြီးတော့အဲ့ဒီလူမျိုးတွေကလည်းကျန်းမာရေးမကောင်းတာမျိုးဟိုပြောရမဆိုရင်ကျန်းမာရေးမကောင်းတာမျိုးတချင်းဟိုရုပ်ကြည့်ရကြီးပေါ့နော်ဟိုမူလဲဝါရမေ့လဲဝါရဆက်ပြအဲ့လိုမျိုးအခြေအနေမျိုးလည်းဒီကာလမှာကြုံရရရှိပါတယ်နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်နောက် ီကာလမှာပေါ့နော်ခရီးသွားရတာမျိုးရှိရတော့ဒီခရီးကစီးပွားရေးနဲ့ပတ်သက်တဲ့ခရီးတစ်ခုကိုထွက်ရမယ်ဆိုဒီကာလမှာအဲ့စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတုတက်တာမျိုးတွေနောက်ပြီးတော့မိမိအလုံးရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလုံးရှင်ရဲ့ဒီဟိုမစားခြင်းခံရတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအလုံးလုံးလုံးကြီးတူတူနေလဲဆိုရင်တော့သင်တန်းကိစ္စရည်ဒီပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရည်ကြောင့်စိတ်ငြိမ်ရခြင်းအနောက်ချက်ဖြစ်ခြင်းအဲ့လိုမျိုးလုံးဝလုံးဝကြုံတွေ့ရဖို့ရှိပါတယ်ဒီကာလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝဝင်စေခြင်းပါတယ် ငွေကောင်းတယ်ဘာလို့ကျွန်တော်နေပြောချင်တယ်ထွက်လည်းမကောင်းငွေလည်းမကောင်းကျွန်တော်နေပြောချင်ပါတယ်เนาะနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီကာလမှာပေါ့เนาะအခြေရေးပေါ့အခြေရေးပြဿနာတွေကကြတော့မိမိကမိရဲ့ဒီအခြေရေးမှာမိရဲ့ကြီးသားဟောင်းတွေချစ်သူဟောင်းတွေပြန် ရောက်လာတတ်တယ်မိမရှိသူရှိနေရယ်ဆိုရင်အဲ့ဒီမိမရှိသူအသက်နဲ့ရည်သားဟောင်းနေတဲ့ပြဿနာတဏမျိုးအကျုံပေးရမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအိမ်ထောင်ကြီးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဿနာကြီးကြီးမှဖြစ်တတ်ဖို့မရှိဘူးဒါပေမဲ့ဟိုပြောရမယ်ဆိုရင်ဒီကာလမှာပေါ့နော်မိမကလည်းနည်းနည်းအမားတစ်ခုကိုလေးကြော်လိုက်ပြီးဆိုတော့အိမ်မားတစ်ခုကိုနင်းပြီးတော့ပြဿနာကြီးတက်တာမျိုးစိတ်နောက်ရှက်တွေဖြီးရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပြင်မယ်လေအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့လိုမျိုးတွေ့ရပါတယ်အားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးထားပေးဖြစ်ပါတယ်ဘုံတော်ဟူသာသမီများအတွက် ဂျွန်လတလာသာဟောစတဲ့နေ့လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးများနဲ့ရာဟုသမီးများမှာပါပါတယ်နော်ဒီဟောစတဲ့နေ့မှာပေါ့နော်အဲ့တော့ဒီလမှာပေါ့နော်ဂျန်ပရိပခဖြစ်ရတာမျိုးအငင်းကုန်ဖြစ်ရတာမျိုးအမြောင်များကြုံရပါတယ်ပြောမယ်ဆိုရင်တော့လူတွေနဲ့အများကြီးပတ်သက်လာပြီးဆိုတာနဲ့ပြဿနာကြီးကြုံရတာမျိုးအဲ့လူတွေကြောင့်စိတ်ရှော့ရတာမျိုးစိတ်ညစ်ရတာမျိုးလည်းလုံးဝလုံးဝကြုံရဖို့ရှိပါတယ်နောက်ဒီကာလမှာပေါ့နော်မိမိကိုစိတ်ကောက်တဲ့သူမိမိကိုစိတ်ဆုပ်တဲ့သူတွေအများကြီးများတဲ့တယ်ပြောချင်တာမိမိရဲ့ချစ်သူရေးသားတွေမှာမကဘဲမိတငယ်ချင်းတွေအရကောမိမိရဲ့မိသားစုတွေထဲကောမိမိရဲ့လုံခြုံရေးတွေအရကောအကုန်လုံးလည်းအဲ့လိုစိတ်ကောက်တာမျိုးမိမိကိုအဲ့လိုဒီစိတ်ညစ်အောင်စိတ်ပြန်နာလုပ်တာမျိုးပေါ့ဒီကာလမှာ ကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိကအသစ်ကိုဝယ်ယူလိုက်တဲ့ set PC တွေ၊လျှက် set PC တွေနဲ့ဟာနေပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး၊ထက်ခါတစ်ခါလဲရတာမျိုးပြက်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာ set PC နဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ဖို့ရှိတဲ့အကြောင်းမလို့ဒီကာလမှာအသစ်ဝယ်မယ်ဆိုရင်တော့လုံးဝမဝယ်ပါဘူးဆိုတော့နေနေပြောချင်တယ်။ဝယ်မယ်ဆိုရင်တော့အလုပ်ပြန်လာလိမ့်မယ်။ ပြီးတော့စကားရှုပ်တဲ့သူတွေကြောင့်မလို့မိမိကမကြာခဏဆိုလိမ့်မှာတစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကရှင်းရတတ်တယ်လင်းရတတ်တယ်။ဒါပြီးမိမိကမမျော်လင့်တဲ့နေရာကနေပြီးတော့မှဘေးရဘလို့မှန်းသိတဲ့ပတ်စံတွေဘေးရဘလို့မှန်းသိတဲ့မူငွေတွေဝင်လာတတ်တာကိုကျွန်တော်နေတွေ့ရပါတယ်။နောက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေပုံတွေကလည်းငွေကြီးနှုတ်နဲ့ငွေရနေပြီးတော့မှအကျိုးမြတ်ကောင်းနေရရှိလာလိမ့်မယ်။နောက်ပြီးတော့အခိုက်ခဲအခက်ခဲအတိုက်ခံတွေကိုကြော်လာပြီးတော့အောင်မြင်မှုအစစ်အစစ်တွေရရှိတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပြောရမယ်ဆိုရင်တော့ဟိုကံကကံကောင်းခြင်းကံဆုံးခြင်းကချိန်ဝင်တစ်ခုလိုပဲကြီးနေအောင်လုပ်ရတယ်။အဲ့တော့ ပြန်ကောင်းပြီဆိုတာနဲ့အချိန်မှလောက်ကြာရှိအောင်ပြန်တားလို့ပြန်ဆိုးပြီဆိုတာနဲ့အဲ့ဒီဂျပန်ကလည်းလုံးဝလုံးဝကန်ဆိုးရဆိုတဲ့အမှုတက်တိရှိတယ်တော်ဒီကမှာကန်ကောင်းဆိုလဲ၄ရက်၅ရက်ကန်ကောင်းနဲ့ကန်ဆိုးပြီဆိုလဲ၄ရက်၅ရက်ကန်ဆိုးအဲ့ကြောင့်မလို့ကိုကိုကိုကန်ကောင်းတဲ့ရက်လို့တတ်မှတ်မြင်လိုက်ပြီဆိုတာနဲ့အဲ့ရက်မှာအားတိုက်အားဆိုင်ပြီးလောက်ကြာရှိအောင်ပါဟဲ့ဒီရက်ပိုင်းမှာကွာကန်ဆိုးနေလို့ခံစားပြီဆိုတာနဲ့အဲ့ရက်ပိုင်းမှာတက်လိုက်ပါဘောနော်ရေကြီးရေပိတ်လိုက်တယ်ကိုလုံးဝလုံးဝမလုပ်နိုင်နဲ့ဒီ short ရှာရှာလေး short လိုက်ကိုကျွန်တော်လည်းပြောချင်တယ်နောက် ဟိုအရေးကြီးရယ်ဆိုပြီးတော့မှကြိုတင်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အရာရဲ့တွေကဒီကာလမှာအလွယ်လွယ်အချို့တွေဖြစ်တတ်တယ်အဲ့တော့ကိုကအရေးကြီးရယ်လို့မှတ်ထားတယ်ဆိုမြတ်လူမလွဲပဲနဲ့မိမိစိတ်နဲ့ပဲမိမိကိုယ်တိုင်လုပ်ပါလူလွဲပြီးလုပ်တဲ့အရာမျိုးဆိုမိမိကအနောက်ချက်တွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်ဒီကာလမှာမွေးပြောက်တာမျိုးနောက်ဟိုမွေးခိုးခံတာမျိုးအလင်ခံတာမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်ပတ်စံမွေးကြီးကံကောင်းနေပြီးတော့လို့မျိုးပေါ့နော်မွေးကြီးကြောင့်လို့လင်ခံတာမျိုးအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်စိတ်ဒုက္ခတွေရောက်တတ်တယ်နော်နောက်မမျောလင်းတဲ့ရဝေးရနေပြီးတော့မှတည်ငောင်းကြီးကြားရတတ်ပါတယ် တာတွေအစီအမီတက်ပါလိမ့်မယ်နော်။နောက်မိမိရှေ့မှာတစ်မျိုးမိမိနောက်ကမှာတစ်မျိုးသူညနေဖုန်းနေအမျိုးမျိုးတက်ထားတဲ့လူမျိုးတွေကိုဒီလမှာအများအများတွေ့ရတဲ့။အဲ့လူတွေကြောင့်မလို့မိမိကအဲ့လိုမိမိရဲ့အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးရှုံးလို့နေပါဖြစ်တတ်ပါတယ်။အဲ့ကြောင့်ဒီကာလမှာလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်တဲ့လောက်တတိထားဖို့ကျွန်တော်နေတဲ့အကြံပြုလို့လည်းပြောလိုပါတယ်။နောက်ဒီကာလမှာပေါ့နော်မိမိကဟိုလုပ်ငန်းအသစ်တွေကိုလုပ်ဖို့မိမိကမိမိရဲ့ရှိနေတဲ့အရာတစ်ခုကိုရောင်းချရမယ်။မမြေတွေအခြေအနေမြေတွေရောင်းချပြီးလုပ်ရမယ်ဆိုတော့လည်းမလုပ်ပါနဲ့။မိမိပုံမှန်ပုံမလေးတစ်ခုလုပ် တဲ့ချစ်ချင်ပြီးလုပ်မယ်ဆိုရပါတယ်။တပားစီကနေတော့ချင်းကားတာမျိုးလုပ်ပြီးတော့လုပ်မယ်ဆိုလည်းအဆင်ပြေတယ်။ဒါပေမဲ့ဒီမှာရှိတဲ့ဟာတွေကိုရောင်းချနေလုံးဝလုံးဝမလုပ်ပါနဲ့နော်။ဒီကလာမှာတင်းပိုင်းမထိုးတဲ့မှာရောင်းရမ်းပြီးတင်းပိုင်းပေါက်သွားတဲ့အခါကျရင်ကျမကြီးတွေအလုံးမင်းညံ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်။မသွားချင်တဲ့ခီးစိတ်ညစ်စရာခီးတွေသွားတတ်တယ်။အဲ့လိုမျိုးသွားပြီးဆိုရင်အေးအေးဆေးသာသွားပါစေ။စိတ်စိတ်ရှုပ်နေတယ်တော့နေပြောချင်တယ်ပေါ့နော်။နောက်ပြန်ခါကျတော့ကျမ်းမာရင်လည်းပတ်သက်ပြီးတော့အဓိကပါလဲဆိုတော့မမျော်လင့်ပဲနဲ့အခွက်စိတ်ခံရငွေရတဲ့ဖြစ်တယ်မျိုးကျောင်းတတ်တယ်။နောက်ပြီးတော့ခေါင်းကိုက်တာမျိုးဝမ်းလျှော့တာမျိုးနောက်ပြီးတော့အစာမားတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ကျန်တဲ့လောက်တွေတတိထားပေးပါလို့ပြောချင်ပါတယ်။ ဟိုနောက်ချက်ကြတော့ဗာလဲဆိုတော့အခြေအေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ prefer ခဖြစ်ရတာမိမိချစ်တဲ့သူတွေနဲ့ prefer ခဖြစ်ရတာမျိုးဂျားလူတွေဝင်ရောက်ပတ်သက်တာမျိုးဂျားလူတွေကြောင့်လည်းမိရဲ့စိတ်အနှောင့်အယှက်တွေဖြစ်ရတာမျိုးတန်တွေကြောင့်လည်းပါတယ်အိမ်တော်ကြီးဒီအိမ်တော်ကြီးကိစ္စကကြောင့်လည်းအဲဒီလူတွေကပဲဂျားလူတွေဝင်ရောက်ဂျားလူတွေကလည်းမိမိဂျားလူတွေဝင်လာမျိုးမိဂျားလူတွေကဝင်ရောက်ပတ်သက်ပြီးမိရဲ့အိမ်တော်ကြီးကိုဝင်ပတ်သက်တာမျိုးမိမိပြက်နာမျိုးတွေဖြစ်ရတာမျိုးအဲ့ဒါမျိုးတွေကြောင့်တယ်အဲ့တော့ပြက်နာနေတယ်ဆိုတော့မိမိရဲ့အခြေအေးမှာအိမ်တော်ကြီးမှာဒီဂျားလူကခံပါတယ်မတူဘူးကမှဂျားအဝင်ခံပါတယ်ဂျားဝင်တယောက်ကဂျားဝင်ပြီးဆိုတာနဲ့ကိုမျိုးကအနှောင့်အယှက်စဖြစ်ပြီးတော့သတ်မှတ်လိုက်ပြီးတော့နော်အဲ့ဒါလည်းပတ်သက်ပြီးပြောချင်တယ် နောက်ကြပါလေဆိုတော့ဒီကာလမှာပေါ့နော်တနင်္လာအချိန်လုံးလုံးမဆဲပါနဲ့လောက်ရရှိအောင်မြန်မြန်ဆန်လုပ်ပါကျန်တာကြီးရှင်းရမယ်ဆိုလဲချက်ချင်းရှင်းပါအာနောက်နေ့ဟိုရှိရှိဆိုရင်လောကမလုပ်ပါနဲ့ဒီလိုပြောချင်ပါတယ်နော်ဒီလမှာပေါ့နော်ကျွန်တော်ပတ်သက်ပြီးတော့ဒီလမှာဟိုမမိအခက်ခဲတွေကိုကံကောင်းစေတဲ့ရည်ရည်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမိမရှိနေတဲ့ဒီ မိမရှိနေတဲ့ဒီအင်ကြီးအဟောင်းလေးကိုပတ်တူပေးရမျိုးပတ်တူလောက်လာမျိုးလုပ်ပေးပါ။နောက်ပြီးတော့ခါကြတော့ရွှေတင်ငန်းတက်လူပေးပါ။နော်ရွှေတင်ငန်းကိုတလားလက်ကို2ချိန်3ချိန်4ချိန်5ချိန်မကပေါ့တက်လူပေးပါ။စူတောက်ပေးပါကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတော့မိမရဲ့ဒီလမ်းဆောင်လမ်းကွာတွေဈေးတွေမှာရေတံပူတွေရေတံပူတွေယူပေးပါဆိုတဲ့ပြောချင်ပါတယ်။အောက်လက်မှာအစင်မီချိုးပါလေ။ဒါလည်းကောင်းပြီလားကြားပါလား။အားလုံးပဲစိတ်ကြံစည်ပို့ကြပါလိမ့်မယ်ပြောချင်ပါတယ်ခင်ဗျာ။အားလုံးပဲမိကလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်။တတရီတတိမြများတဲ့ဂျွန်လတလစာဟော်ဇလန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ တာပိတာမီများအနေနဲ့ဒီလမှာပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးအပုံအစီအပြေဆွေးနွေးမှုနဲ့အောင်မြင်မှုတွေကိုကြုံရဖို့ရှိပါတယ်။ဟုတ်ကဲ့မိမိရဲ့အခက်အခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။မိမိကဒီအိမ်နေရာတွေပြရတာမျိုးပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လည်းဒီကာလမှာလုံးဝပြပြမှာပြောင်းလဲပါလို့ပြောချင်တယ်။အိမ်ပြောင်းလာမျိုးနေရာပြောင်းလာမျိုးမိမိကစီစဉ်ထားတာမျိုးရှိမယ်ဆိုဒီကာလမှာပြောင်းတဲ့နဲ့ပို့ပြီးပြောင်းတဲ့နဲ့ပြောင်းတဲ့နေရာမှာလည်းပို့ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီးပို့ပြေလာလိမ့်မယ်တွေ့ရပါတယ်။အော်ဒီလာတွေမှာပေါ့နော်ရဝေးရနေပြီးမှအဆက်တွေကောင်းနေရဝေးရနေပြီးမှအပူကြီးကောင်းနေအများအများကြီးပေါ်ပေါက်လာတတ်ပါတယ်။ နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရပ်တွေအောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာခွန်ရေးကောင်းတဲ့အမြောင်များပေါ်တက်လာပါတယ်။တခုကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ဟိုဒီနေ့မှာဒီလာမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ။အဲ့ဒါအဲ့ဒါရှိတဲ့ကြောင်းလို့ဆိုရရှိမှကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင်းမလို့မိမိကခက်ခဲကြိုးပြီးရဖို့ရှိပါတယ်။တော့ဒီကာလမှာပေါ့မိမိကနော်။ဇုံတစ်ခုကိုမျောကိုးပြီးတော့တစ်ခုခုကိုချီးငါပြီးစစ်စစ်နာမျိုးလုပ်နိုင်မယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါဘူးကျွန်တော်နေနဲ့ပြောချင်တယ်။ဘယ်ရာမှမျောကိုးပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နိုင်ဘူးနော်။ ောက်ပြီးတော့မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အူကြီးတွေရတတ်ပါတယ်ကျွန်တော်နေပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝကျင်းရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အူကြီးတွေနဲ့မိမိလောက်ဆရာရှိတဲ့ဟာတွေကိုလက်ပြတ်တာကောက်ကောက်မှုကိုလုံနိုင်မဲ့ကားလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိသားစုထဲမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတဲ့နေရာတွေဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအဆင်ပြေသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြန်လာဖြစ်တဲ့အဲကျွန်တော်လည်းပြန်လာဖြစ်ပြီဆိုရင်ပြန်လာလောကလောကမှာရှင်းပါနဲ့ဒီရောက်ဆောင်နေပါဟိုညနာလွှဲချင်းလွှဲလိုက်ပါကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတဲ့ခါကျမိရဲ့လက်အောင်ငယ်သားတွေကတရားရောက်ကတော့ခိကိုက်ချရခိကိုက်ဒါမျိုးနောက်ပြီးတော့အနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖမ်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိရဲ့လက်အောင်ငယ်သားတွေကနေပြီးတော့မစိုးရင်ရသူရှိတယ်ဆိုဒီကာလမှာတရားထားဖို့ဘာလို့လုပ်တရားထားဖို့ပြောဆိုခဲ့တာကျွန်တော်နေပြောချင်တယ် ။နောက်ဒီကာလမှာတူတူခြားခြားပါတော့ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်။အဲ့လိုဝင်လာပြီဆိုတော့ねအမှအဲ့ကာလမှာပေါ့နော်ကံကောင်းမှုတွေလေးပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ်။တခုလို့ရှိရပါဘောဘာပဲလို့ဘာပဲကံကဒီလမှာတစိုးစိုးလုံးဝလုံးဝမလုပ်ပါနဲ့။တစိုးစိုးလုံးမယ်ဆိုတော့အမှားယုံတွေကြုံတွေ့ရပြီးမိမရှိနေတဲ့ရနေတဲ့အခွင့်ကောင်းတွေကိုဆုံးရွက်တတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပေါ့လောက်ခေါ်ကိုင်ပတ်တွေတွေကနေမိမိကိုအစည်းအဝါပြိုင်တာမျိုးရတယ်။ဓာတ်ပုံပြီးပို့ပြီးပြိုင်တာမျိုးဓာတ်ပုံပြီးကိုယ့်အရေးစီးပွားရေးတွေကိုပို့ပြီးပြီးကိုစူးစမ်းမျိုးဖြစ်တတ်တယ်။အဲ့လားဆိုရင်လည်းစိတ်အေးလေအေးနေလောက်ကြချင်အောင်လုပ်ပါ။အဲ့တော့ဒီလမှာငါဖာလို့ okay မယ်။ဘာလို့အဆင်ပြေမယ်။ဒါပေမဲ့ဘာကြောင့်တော့ကိုကပြောင်းလဲရတာဘာကြောင့်ကိုက ရွှေ့လိုက်ရတာဆိုရင်တော့မမီးရဲ့ဒီရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကနည်းပါပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခီးတွေ၊ပြာဖို့ခီးတွေ၊ဝေကျေးဝင်မဲ့ပိစားရည်တွေနဲ့ပတ်သက်တဲ့ခီးတွေထွက်ရတဲ့အဆင်ပြေတယ်။ AC ပဲအကြမ်းတမ်းမှမရှိဘူး။နောက်ပြီးတော့လူငွေတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွဲခန့်ရတာမျိုးရှိတတ်တယ်။ကြောင့်မလို့လုံးဝလုံးဝမဖြစ်နဲ့။နောက်ဒီကားလာမှာပါပါလိမ့်မယ်။ညနာထိခိုက်တယ်။အာမီးပြောင်ဝင်ချင်မှရှိတဲ့သူကတူပြီးတော့ဟာညနာဟဲ့ဘယ်သူကညနာကြီးပါထိပါရဲပါထိပါရဲဆိုတော့တရင်ကြားပြီးဆိုရင်မမီးကမမိတ်မှရှိတယ်။လက်တော့ပြန်ကြည့်ကြရမယ့်ကြည့်ပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးတော့ညနာကိုညနာတည်းကြီးပူဇော်ပေးပါနော်အဲ့တော့ဒီကာလမှာပေါ့နော် ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို ကြောအချင်းတွေတိုက်ခဲရညောင်းညာတာမျိုးပင်ပန်းတာမျိုးနော်သူအားနေရမျိုးသူကအရန်အားနေရမျိုးဖြစ်တတ်တယ်အဲကြောင့်မလို့ဒီကိုကိုအားနေလို့ယူဆရတယ်ဆိုတော့ဆေးတောက်တာမျိုးအားသေးလုံးနဲ့လုပ်ပေးပါအဲ့လိုမျိုးပုံပေါ်တော့အားရတယ်လဲဝတ်တယ်အားနေပြီလဲဝတ်တယ်ပေါ့နော်နောက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာအခြေအကတော့လုံးဝလုံးဝ AC ပဲဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမယ်ဆိုရင်တော့ជីနိုးစရာပြေးသွားတဲ့အခြေအမျိုးလုံးဝဗာပြက်နာမှမတက်တဲ့အခြေအမျိုးကြုံရဖို့ရှိတယ်နောက်ချစ်သူရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအတက်တွေရတတ်တယ်နောက်ကျွန်တော်ချက်လက်ကောင်းနေလာဖြစ်တတ်တယ်နောက်ဒီကာလမှာအခြေအိမ်တော်ကြီးလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောတယ်ပြောချင်ပါတယ်အဲမိမိထက်ငယ်တဲ့သူတွေပေါ့နော်မိမိထက်ငယ်တဲ့ လူတွေကြောင့်ပဲမိအစိတ်ညစ်ရတာမျိုးပြင်မဲ့တာမျိုးပေါ့နော်အားလေးပဲကြုံမှုပေါ့ရှိတာပေါ့နော်နောက်ခုကျတော့ပါလဲဆိုတော့ဒီတလားစာပေါ့ဒီလာမှာပေါ့အခက်အခဲတွေကြုံနေရတယ်ပြင်မဲ့တာမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရရလေးချိန်မယ်ဆိုရင်တော့မိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လူပါဘိမုတ်မရှိဘူးဆိုတော့ကိတ်မုတ်၅ချက်ကိုအပွားနေလို့စီစမ်းပြီးတော့ထူတမ်းပေးပါမကြမကြဆိုတော့ထူတမ်းပြီးတော့မိရခက်ခဲတွေကင်းပြောက်ပါစေဆိုပြောဆုတောင်းပေးပါအဲ့ဒါဆိုရင်မိရခက်ခဲတွေကင်းပြောက်ပါပါလိမ့်မယ်အားလုံးပဲရလဲကောင်းနေချင်ကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြေဆုံးပါကျွန်တော်နေနဲ့ဆုတောင်းပေးလိုက်ရပါမယ်နော်အားလုံးပဲကျွန်လာပါโอเคကြပါစေနော်အားလုံးပဲမိကလာပါကျွန်တော်ကတော့ဆရာလေးထူတာပဲဖြစ်ပါတယ် ဂျွန်လာတလာစာတောက်ကြသားသမီးများအတွက်တလာစာဟောစတဲ့နည်းရည်ရည်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြသားသမီးများအနေနဲ့ဒီလမှာပေါ့နော်ဘာပဲလှုပ်လှုပ်ဘာပဲကြိုင်ကြိုင်တိတ်တိတ်ချာချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်ရရှိရကိုလုပ်တင်ပါတယ်နော်စိတ်လိုက်နံပါဆုံးဖြတ်ပြီးတော့မှလုပ်လိုက်တဲ့အရာမျိုးကြောင့်မလို့နောက်သားရစရာမျိုးတွေစိတ်ညစ်စရာမျိုးတွေစိတ်ပင်ပန်းစရာမျိုးတွေအနောင်နာကက်မှာတုံ့ပြန်ရဖို့ရှိပါတယ်အဲ့တော့ဒီလမှာ အယမ်းစိတ်တူပြီးတော့အယမ်းစိတ်ညစ်ပြီးတော့အယမ်းစိတ်မြန်မြန်ပြီးတော့မှမှားယွန်းစွာဆုံးပြတ်ချက်ချရတဲ့အရာရှိတတ်တာမလို့ဒီလမှာတိုင်တော်လေးပေါ့စိတ်လေးကိုလျှော့ပြီးတော့လုပ်ရရှာလေးလုပ်ပြီးပါလို့ကျွန်တော်နေပြီးတော့ချင်တယ်။နောက်ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ဆိုတော့ဆုံးပြတ်ချက်မှန်မှန်ကန်ကန်နဲ့ငွေသိငွေသိငွေနှုတ်မှန်ကန်တာမလို့အကျုံးမြတ်ကောင်းဒီကာလမှာရရှိတတ်ပါတယ်။နောက်နှောင့်နှိမ့်ကြံ့ကြာနေတဲ့လုပ်ငန်းတွေအလုပ်ကြိုက်နေတဲ့ဒီကာလမှာလုံးဝလုံးဝအဆင်ပြေသွားဖို့ရှိပါတယ်။ ိမကြန့်ကြာပြီးတော့ပိတ်ဆို့နေတဲ့ကိစ္စရပ်တွေကဒီလာမှာလုံးဝအေးအေးဆေးဆေးနဲ့ပြီးမြောက်သွားတာမျိုးကြုံရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိလျော့လျော့နဲ့လှုပ်ထားတဲ့အရာလေးတွေအတော့ဒီကာလမှာပြန်ပြီးတော့ပြန်ပေါ်လာပြီးတော့အဲ့ကိစ္စကိုစောင့်ရမယ်ဆိုရင်လည်းအစိမ့်မိမိချုံးမိလို့ရတာမျိုးလည်းတွေ့ရပါတယ်။နောက်ပြီးတော့မိမိရဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ပြီးတော့အောင်မြင်မှုတွေအစိမ့်မိမှုတွေကိုကျော်လို့ရပါတယ်။ပြောမယ်ဆိုရင်တော့အရှိလာတွေမှာပေါ့နော်မိမိမှာပြင်ပန်းတာမျိုးစိတ်အေးဆေးရခြင်းဟိုအေးဆေးရခြင်း ကြုံရမျိုးရှိတတ်ပါတယ်အဲ့တော့ဒီလမှာအဲ့ဒါတွေကိုကြော်ဖြတ်ခြင်းနဲ့ဆိုမိမိကမိမိရဲ့စိတ်ထဲမှာမိမိရဲ့စိတ်ကရှိနေတဲ့အတွေးဆိုးတွေအတွေးမှားတွေတော့မဟုတ်ရင်မိမိရှိနေတဲ့အတွေးတွေကိုဖယ်ရှားရှိရဖယ်ပြီးတော့အကြောင်းအရာတစ်ခုခုအရာတစ်ခုခုပေါ်မှာစိတ်လေးနစ်ပြီးတော့လုပ်လိုက်မယ်ဆိုရင်တော့အဲ့ခက်ခဲတွေကသူ့အတူပြီးသွားလိမ့်မယ်ချိန်တိုင်းပြီးချာရှိအောင်ပြီးသွားမယ်လို့ကျွန်တော်အနေနဲ့ပြောခြင်းနေပါတော့ဒီကလမှာတော့ဗာလဲဆိုတော့မိမိကဒီအခြေရေးတွေချီးရည်တွေကြောင့်တော့စိတ်အတော်ကရောက်လာခြင်းပင်မရခြင်းဖြစ်တတ်တယ်။မိရဲ့ချစ်သူလက်ရှိရှိနေတဲ့ချစ်သူရေးသားတွေနဲ့ပတ်သက်ပြီးတော့စကားအဆင်ပြေရာမျိုးနောက်ပြီးတော့သူနဲ့ပတ်သက်လို့နဲ့ပတ်သက်ပြီးတော့မိမိမှာပြောရဆိုရတာရှင်းရလင်းရတဲ့အားလည်းပတ်သက်ပြီးတော့ပင်မရရာမျိုးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ဟိုအခြေရေးကြောင့်မလို့ကျစ်တူကြောင့်မလို့မမိမမိရဲ့လုပ်နေတဲ့တောင်းဆန္ဒတွေအားလုံးကလွယ်လွယ်မှားမှားဖြစ်တာမျိုးဖြစ်တဲ့တယ်အကြောင်းဒီကာလမှာအခြေအနေမှာခက်ခဲကြုံရပြီဆိုတာနဲ့ရှင်းမနေပါနဲ့ခဏလောက်လေးမသိအောင်ဆောင်ပြနေတာရှိရနေလိုက်ပြီးတော့သူ့အကြောင်းညာနေတော့သူပြီးလဲပြီးလဲသွားလိမ့်မယ် ရှင်းလေလည်းပြီးသွားမယ့်ကိစ္စတွေလည်းမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်လားနယ်မှုရှိရှိခလေးမဆန်ပဲဖြေရှင်းမယ်ဆိုတာခြေကြီးကအိမ်တော်ကြီးကလုံးဝစီပွားဖို့ရှိတယ်။လားနယ်မှုမရှိဘဲနဲ့တယောက်ယောက်မရှင်းနိုင်ဘဲနဲ့မလင်းနိုင်ဘဲနဲ့ညနေချင်းမဆိုင်နိုင်ဘဲနဲ့ဆိုတော့ပြီးပြက်လာမှပြီးမှာမဟုတ်ဘူး။ပြက်လာမှပြီးဆိုတော့အမှန်တော့လို့မရဘူးကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဒီကလာမှာဒီလုံးဝအိုးဘလို့ခေါ်မှာအကျွေးအကျွေးလုံးဝလုံးဝမပေးပါလုံးဝဘူးကူမှာမချီးပါနဲ့ဘူးကူမှာမပေးပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်တစ်ခုကျတော့ဗာလဲဆိုတော့ဒီမိမိကစာချုပ်စာတန်းလက်မှတ်ထိုးရမယ့်အရာတွေသူတို့ဘာကိုတာဝန်ခံရမယ့်အရာတွေရှိတယ်ဆိုရင်တော့ တတိကြီးကြီးထားပြီးတော့လုပ်ပါတတိကြီးကြီးထားပြီးတော့ဆောင်ရပါကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီကာလမှာအဲ့အရာတွေကနေမိမိကိုနင်းချင်လို့ရမယ်ပြတ်နာတယ်မိမိကိုနင်းချင်လို့ရမယ်အခက်အခဲတွေကြုံတွေ့ရဖို့ရှိပါတယ်နောက်ပြီးတော့ဒီမိမိရဲ့တပည့်သားမျိုးတွေလက်အောင်ငယ်သားတွေကြောက်မလို့မိမိကတော့ခါရောက်ရတာမျိုးတို့တို့ကြောက်သူတို့ရဲ့ပြတ်နာတွေကိုမိမိကဖြေရှင်းရတာမျိုးဒီကာလမှာကြုံတွေ့ရဖို့ရှိပါတယ်နောက်ပြီးတော့မလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအသစ်တွေကိုလုပ်မယ်လို့ယူရတဲ့ဆိုဒီကာလမှာလုပ်ပါဆောင်ရွက်ပါဒါပလန်အသစ်တွေချမယ်ဆိုဒီကာလဒီလုံးဝလုံးဝပလန်အသစ်တွေချပြီးတော့စီးပွားရေး ကံကားဖို့လူမှုရေးကံကားမှုလုပ်တင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးကားလာမှလူချစ်လူချစ်လူခင်အရင်များလာတယ်။မိမိကိုကူညီမဲ့သူတွေမိမိကိုမဆမ်းမဲ့သူတွေမိမိရဲ့အခက်အခဲတွေကိုဖြေရှင်းမဲ့သူတွေများလာတတ်တယ်။အကြမ်းမလို့မိမိကမပြောတဲ့အရာတွေရှိနေတာပါဘယ်နေရာမိမိကိုပျော်စေနေပြီးရဘယ်နေရာတွေကမိမိကိုဟိုစိတ်ဟိုတက်တာမှုဖြစ်စေမလဲဆိုတာတွေးပြီးတော့ပျော်တဲ့ပျော်ထိုက်တဲ့နေရာမျိုးမှာပျော်ကြရှိရပျော်ရခြင်းအားဖြင့်မိမိရဲ့အခက်အခဲတွေပြေလည်သွားပါလိမ့်မယ်မိမိရဲ့စိတ်အနောက်ချက်တွေကိုကင်းတော့ပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့ ကျမ်းမာရေးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ထိကိုက်ရှာနာမျိုးဖြစ်တာမျိုးနောက်ဆိုင်ကဟိုချိမိတာမျိုးရှာမိတာမျိုးနောက်ဆိုင်ကအတိုက်ခံမိတာမျိုးနောက်ပတော်မဆမှုတွေဖြစ်တာမျိုးတသေးရနေကြီးကြီးတွေဖြစ်ပေါ်တတ်တယ်အဲကြောင့်တိုင်းလောက်တွေတတိထားပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ကျွန်တော်တို့ကြတော့ပါလဲဆိုတော့ယောက်ျားလေးများအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီလိန်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြက်နာလေးမျိုးလေးတွေဖြစ်ပေါ်တတ်တယ်မိမများအနေနဲ့လည်းအဲ့ဒီလိုမျိုးဒီတော့ဒီလိန်စိတ်နဲ့လိန်နေနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေဖြစ်ပေါ်တတ်တော့တွေ့ရပါတယ်ခင်ဗျာအဲဒီကာလမှာတလားတာကာလပဲလို့မှာပေါ့နော်ဒီအရာလုံးကိုအအောင်မြင်မြင်နဲ့အစီအပြေနဲ့သွားကျင်တယ်ဆိုရင်တော့စိတ်လေးကိုရှော့ ေးလေးကို short 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 ပြီးတော့အေးလေးလေးပဲထက်တာပါအေးလေးပဲသွားပါကဲရရရနေကျွန်တော်ပြောရမယ်ဆိုရင်တော့တို့တို့ဒီမိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဒီအချိုရည်အချိုရည်ပေါ့နော်အချိုရည်ဆိုတဲ့နေရာမှာလိမ္မော်ရည်ပေါ့နော်လိမ္မော်ရည်အချိုရည်ကိုတက်လို့ပေးပါဆူတောင်းပေးပါခက်ခဲတွေကင်းတောက်ပါဆိုပြောဆူတောင်းပေးပါအားလုံးပဲစင်ကြီးပါစေဂျွန်လာမှာ okay ဆိုပြီးအောင်မြင်မှုတွေ fight free fight နိုင်ပါစေလို့ဆူတောင်းပေးပါအောင်မေမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ဂျွန်လာတလာစာစနေသားသမီးများတဲ့ဒီဟောဆရာနဲ့ရရရလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလမှာစနေသားသမီးများအနေနဲ့ပေါ့နော် ဟိုပြောမှာစလို့လူမုံခံရတယ်လူမြင်ကန်းခံရတဲ့ကိစ္စမျိုးတွေတိကာလမှာကြုံတွေ့ရတတ်တယ်မိမိကလည်းလူမုံခံရအောင်လုပ်တတ်တဲ့အရာမျိုးတွေတိကာလမှာရွေးပြီးလုပ်မိတတ်တယ်ပေါ့နော်ဟိုပြောမှာဆိုရင်တော့ချွတ်ရအောင်ကတော့တတ်တတ်ကြီးကိုဗျာအမြင်ကတော့ငါလောက်တာဘာဖြစ်ကြလဲကွာဆိုပြီးပုံစံမျိုးလုပ်နေတာမျိုးပေါ့နော်အဲ့တော့ဒီကာလမှာအရန်အရန်တော့အရွေးမတိုက်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးတဲ့ခါကျတော့ဒီဒီကာလမှာဘလောက်ပဲကောင်းအောင်နေလဲဖြစ်တဲ့ခံမှာပဲစိုးအောင်နေလဲဖြစ်တဲ့ခံမှာပဲအဲ့တော့ကောက်ကိုကြိကြက်ပြီးတော့ဒါဒီကာလမှာဘလို့နီးလန်းနဲ့နေပြီးတော့ဘလို့တော့ခါကြီးဘလို့လုပ်မနေဘူးအဲ့ဒါလေးပတ်သက်ပြီးပြောချင်တယ်နောက်ပြီးတော့ဒီကာလမှာပေါ့နော်ဒီ ောက်ပြီးတော့အယံကန်လာတာညှိုးနှမ်းသွားတာမျိုးဖြစ်သွားပြီဆိုတာ ਨੇ တို့ထောင်တန်းကြတာမျိုးအချုပ်ကြောက်တာမျိုးနောက်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲကြောင့်မိမိကိုမိမိကကိုကိုအယံကန်ဆိုးနေပြီးတော့အယံကြီးညံ့နေတယ်လို့တတိထားမယ်ဆိုရင်ဒီကလာကပို့ပြီးတတိထားပါကိုကိုကတော့ညံ့နေတယ်လို့မခံစားဘူးပုံမှန်လေးပဲခံစားတယ်လို့ဆိုဒီကလာမှာအေးအေးဆေးပဲအကျဉ်းနာမှရှိမှာမဟုတ်ပါဘူးနောက်ပြီးတော့တကားလွန်ချင်းတွေနောက်မွေလက်လွန်ချင်းတွေကိုပြန်ဆက်ပေးပါမူလလုံသွားပြီဆိုတော့မိရှိကြရလာပို့အမေအញ្ញံနေပါလိမ့်မယ်။နောက်စက်ပီစီးတွေယင်ယင်နေစက်ပီစီးတွေအပြက်ပြက်တတာမျိုးခက်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အပြောင်းလဲလည်းဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ဗကန်နေမှန်နေဖန်နေအဲ့လိုမျိုးပေါ့နော်ဟိုတိကြိုက်လွယ်ရဲရှလွယ်ကွဲလွယ်ရဲအရာအားလုံးကမိမိရဲ့ရှေ့မှာကြာတော့မိမိကြောင့်ကြာတာမျိုးရှိမယ်ဆိုရင်မိမိကအဲ့ရာကိုအဲ့ရာပြောင်းအိပ်ပြီးပါရွှေ့အိပ်ပြီးပါဒီကာလမှာပေါ့မိမိကဘာလုပ်ချင်လဲဘာဖြစ်ချင်လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တသက်ကွက်ကွက်ဆုံးတက်တက်ချမယ်အချိန်ရောက်ပါပြီမိမိကဒါကြီးကိုဖြစ်ချင်တယ်ဆိုတော့ဒါလုပ်ဖို့ကိုလုံးဝလုံးဝစိုင်းနေပါအားဆောင်ရင်ကောင်းမယ်အချိန်ကတခုခုစောင့်နေဦးမယ်ဆိုဒီကာလကအခွင့်ကောင်းနေလုံးဝလုံးဝဆုံးရှုံးသွားပါလိမ့်မယ်ပညာသစ်တခုခုတင်ဖို့ကြံစည်နေတဲ့ရည်ရွယ်တယ်ဆိုဒီကာလမှာလုံးဝလုံးဝတင်ဖို့ပြောချင်ပါတယ် တင်တဲ့နဲ့ထဲမှာလည်းပါပါတယ်ပေါ့နော်နောက်ပြီးတော့ဒီကာလမိမိရဲ့လောက်ပေါ်ကိုင်ဖက်တွေတမောင်တမသားချင်းတွေမိမိအရင် universal မျိုးတွေနဲ့အဲ့လိုပဲအတိုက်ခံနေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးဒီတောက်တောက်စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဖြစ်တတ်တယ်နောက်ပြီးတော့အမှုခင်ရုံးခင်ကဏ္ဍကိစ္စရတဲ့နဲ့ပတ်သက်ရတယ်အဲ့ဒါအရင်အရင်ကံစိုးရင်ထောက်မှကြတယ်နော်ကံမစိုးရင်တော့အဲ့လိုမျိုးပတ်သက်ရတတ်တယ်နောက်ပြီးတော့ဘာပဲဖြစ်လာဖြစ်လာဘလို့ခက်ခဲပဲကြုံရကြုံရမိမိမှာရှိနေတယ်မိမိရဲ့ထက်အရာရှိတွေထက်လူကြီးတွေထက်အကြီးကြီးတွေဒါမှမိမိရဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့အကူအညီယူရမျိုးအထောက်ပံ့ယူရမျိုးတို့ရဲ့ရှိရနေပြီးတော့မှကံကောင်း တို့ရှိရအကြံဉာဏ်ကောင်းနေပြီလားမျိုးနဲ့မိမိရဲ့လုပ်ငန်းတွေကိုမိမိရဲ့လုပ်ငန်းတွေမိမိရဲ့ကိစ္စရပ်တွေမိမိရဲ့ခက်ခဲတွေကိုဖြေရှင်းလို့ရပါတယ်။နောက်အခြေရေးမိတ္တာကြီးနဲ့ပတ်သက်ပြီးပြောမယ်ဆိုဒီကာလမှာပြန်စားလာကလုံးဝလုံးဝသာသာရာရှိတဲ့ကဏ္ဍလို့ပြောလို့ရတယ်။ဟိုငယ်သူများပို့တော့ထင်ထင်ပေါ်ပေါ်မိတ္တာကြီးတက်ဆိုင်ပေါ့ပုံရှုပ်ွက်ရှုပ်အုံပုံအခြေလေးဒီကာလမှာပုံကြုံရတတ်တယ်။နောက်အိမ်တော်တွေအိမ်တော်ရှင်တွေနေနေဆိုရင်တော့ဒီကာလမှာပေါ့ဒီမိမိရဲ့ ီချစ်သူကြီးသားတွေကဒီကဒီလာပိုင်းမှာလို့ကလေးရမ်းဆန်လာပြီးတော့မြို့ကိုပို့ချက်လာတာမြို့ကိုပို့ချစ်စင်တဲ့ဝန်ကြီးတွေလောက်ပြတာမျိုးဖြစ်တဲ့တဲ့အဲ့တော့ဒီကလာမှာလုံးဝလုံးဝအစီအပြေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဟိုနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ယာတုတက်တာမျိုးနော်ယာတုတက်တာမျိုးနောက်ဒီဟိုလာစာတိုးတာမျိုးလာစာတက်တာမျိုးဖြစ်တဲ့တဲ့အစ်စင်တန်းမြင့်မြင့်လေးပို့ပြီးဖြစ်သွားတာမျိုးတွေ့ရတာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်နေသူတွေဆိုဒီကလာမှာလောက်ချာရှိရဖို့အများကြီးလောက်ပါတွေ့ရရှိရတွေ့ပါအဲ့တစ်ခုတော့ရှိရင်မြို့ကိုမိမိအရင်ကန်ဆုံးနေလို့ယူဆနေတယ်ဆိုတော့ဒီကလာမှာအချို့အရင်ကတော့ဒီပြဿနာတက်လွယ်နိုင်တဲ့ပြဿနာဖြစ်လွယ်တက်တဲ့အချို့အရာတွေကိုလုံးဝလုံးဝရှောင်ကျင်ပြီးတော့ ဟိုတက်နာမှာမဖြစ်အောင်နေတတ်ဖို့ပဲပြောချက်ချင်းတော့ဒီလက်မှာဘာပဲလို့လို့ဘာပဲကြိုင်ကောင်းကောင်းလေးနဲ့စဉ်းစားကောင်းလေးနဲ့စဉ်းစားကောင်းလေးနဲ့စဉ်းစားကိုကောင်းနဲ့စဉ်းစားလို့မရရင်ဒီပံဝန်ကြီးမှာရှိတဲ့အသက်ကြီးရတဲ့လူရှိရနေပြီသူတို့ရအခုညီယူသူတို့ရစဉ်းစားမှုကိုတွေးနော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောချက်တယ်အဲ့တော့နောက်ပြီးတော့ဒီကာလမှာပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးပြောလို့ရတာကြတော့ဒီကဒီလပိုင်းမှာနာနာနေနေပုံနေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နာနာနေနေမနေဘူးဆိုရင် ီကာလမှာတော့အကျန်းကြီးပေါ့နော်စီးအောင်စီကံသွားတာမျိုးမဟုတ်ဘူး။ဘာလဲဆိုတော့အဲ့လိုခေါင်းကြိုက်တာမျိုးဖြားတာမျိုးအဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်။အာတန်ဟာစစ်တောက်လိုက်ပြီးသွားမှာပဲဆိုတော့ဒီလိုမျိုးတွေပြီးသွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလကိုအကြောင်းပြုလို့မှာအရင်ကျမ်းပါဆိုးွားရဲဆိုတဲ့အခြေအနေကိုတစ်ခုထိကိုရောက်သွားတတ်တယ်။ရောက်ရှိသွားတတ်ပါတယ်။အဲ့ကြောင့်မလို့တဏှာလောက်တော့ဆုံးပြပါ။အဲ့တော့ဒီလမှာအရေးကြီးဆုံးပြောချင်တာကျတော့မိဒီလမှာမိဘာလို့ကြလဲ။ဘာဖြစ်ကြလဲ။လောက်ကြချက်လို့နော်သူတို့ရှိရဝင်နောက်ကိုမနိုင်။အောင်မြင်မှုနောက်ကိုလိုက်မလား။လိုက်လို့ရပါတယ်။အဲ့တော့စနေလာနေ့များအတွက်ဒီလောက်ကကံကောင်းစီတဲ့ရာရီကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ ဟိုကျွန်တော်တို့ဒီဘယ်လိုခေါ်လဲဆိုတော့တက်တော်ပြချင်းပေါ်တော့ကျွန်တော်ဒီ CD တွေမှာသွားပြီးတော့အမှဆဲလေးလေးတွေနောက်ပြီးတော့ခေါင်းတောင်းလေးတွေလှူပြန်ပေးတာမျိုးလုပ်ပေးပါနော်ဒီပြီးရခါကျတော့ကျွန်တော်တို့ဒီဟိုအတန်လှူလာမျိုးတွေလုပ်ပေးပါနော်အတန်နဲ့ပတ်သက်တာမျိုးလှူပေးပါအတန်မဆဲရွတ်တဲ့ဟာမျိုးတွေကိုလည်းပတ်စံတူတာမျိုးတွေလုပ်ပေးပါအားလုံးအဆင်ပြေပါစေအားလုံးโอเคပါစေအားလုံးကြားလည်ကောင်းနေကြရှိပါစေတော့နေလည်းဆုတောင်းပေးလိုက်ရပါမယ်ခင်ဗျာ